ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မလွယ်လွယ်ကိုကိုပဲကလိုင်းလေးချက်စားပြလို့ချက်နီလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်ချက်နီလေးကလွယ်ကူရိုးရှင်းပြီးတော့ရမ်းရတာရှိပါတယ် ိမ်မှာလည်းလလကူကူလိုက်ချက်စာကြည့်ကြနော်အရင်ဦးဆုံးကျဲဥတလုံးကိုပြုတ်ထားပြလိုက်ပါမယ်ရှင်ဒီနေရာမှာကျဲဥမဟုတ်ဘယ်နဲ့ပဲဥထည့်ကျင်လဲရပါတယ်ပြီးရင်တော့ကျတုံမျိုးကျတုံနေရောင်နေမုံထောင်းထားတာလေးကိုမွေးနေအောင်စီတက်ပြလိုက်ပါမယ်အဒီလိုစီတက်တဲ့နေရာမှာမဆက်လာပါတခါလေးထည့်ပြီးတော့ရောစီတက်ပြလိုက်ပါမရှင်။ပြီးရင်တော့ငှချောက်ကိုထည့်ပါမယ်။ ငါချောက်ထည့်ထားပြီဆိုတော့မိမိကြိုက်နေတတ်တဲ့အတီးနံနဲ့ကုံလုံးကိုထည့်လို့ရပါတယ်နော်။ဒီမှာကတော့ခရမ်းနီမုံလာဦးဖြူတန်တလူနေနဲ့ဘူဒီတို့ကိုထည့်ထားပါတယ်ရှင်။အတီးနံကတော့မိမိကြိုက်တဲ့အတီးနံကိုထည့်လို့ရပါတယ်။ အတီးနဲ့နေကလုံးထည့်ပြီးပြီဆိုရင်တော့အပေါ်အောင်နဲ့နာအောင်ဝင်ထားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ရေလေးအနှဲငယ်ထည့်ပြီးတော့ဥပပွက်ဆူလာတဲ့အထိတည်ထားပေးလိုက်ပါမယ်။တည်ထားတဲ့အချိန်မှာပဲလေးကိုထည့်ပါမယ်ရှင်။ပဲကတော့ကလေးပဲတော့ရင်တော့ပို့ချိုးပြီးတော့စိတ်မာတယ် ရင်းနှွေးလေးတွေပုတ်ပတ်ဆူလာပြီဆိုရင်တော့အရာလာထဲပါမယ်။အရာလာတွက်ကတော့စာအနေငယ်ခြုံမုံကြက်သားမုံငယ်ပါ။ပြီးရင်တော့ခနာပြုတ်ထားတဲ့ကြက်ဥတွေအကုန်လုံးကိုထည့်ပါမယ်ရှင်။ကျဲဥတွေကိုတော့အရာတားလေးဝင်အောင်လို့ဒါလေးတွေနဲ့မွန်းထားပေးပါရနော် အဆက်လေးနည်းနည်းကြိုက်တတ်တဲ့ငရုတ်ဒီမုံရဲ့ငရုတ်ဒီချောင်းတောက်ရဲ့မကြီးမဲ့ရဲ့ထည့်ပါမယ်။နောက်ဆုံးမှာတော့ပြင်းတော်တင်ရဲ့ထည့်ပြီးပြီဆိုရင်တော့ရပါပြီရှင်။ဒီဟင်းလေးတစ်ခွက်ရှိုံနဲ့ထမင်းစားရတာအရင်မိန်ပါလေ။

ရှင်းနေလေးတည်ကျင်တော့ကောမက်မှာမှတ်ထားပေးလို့ရပါတယ်ရှင် ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်